ငလင်တန်နဲ့မန္တလေးမြို့ကဈေးချိုတော်လေးထက်ဆောင်ဈေးရုံနေနဲ့25ထက်မြင်မန်းမြမပလာဇာတို့ကိုအေဘီလာ24ရက်ကစလို့ဈေးဆိုင်တွေပြန်လည်ဖွင့်လှစ်ရောင်းချနေပြီလို့မြို့ကန်တွေက MFP ကိုပြောပါတယ်။မန္တလေးမြို့ချမ်းအီတာဆန်မြို့နယ်84လမ်း26လမ်းနဲ့28လမ်းကြားမှာရှိတဲ့ဈေးချိုတော်နဲ့မန်းမြမပလာဇာတို့ရဲ့တန့်ခိုင်မှုအခြေအနေကိုစိုးစုအိန္ဒိယစစ်အင်ဂျင်နီယာတွေနဲ့စစ်ဆေးပြီးတဲ့နောက်ပြိုကျပျက်စီးနိုင်တဲ့အခြေအနေမရှိရကြောင်းအခုလိုဈေးရောင်းချခွင့်ပြုခဲ့တာလို့ အစင်းမြဲစေချိုတော့နဲ့တိုက်တန်းကြီးစေအကျိုးတော်ဆောင်အဖွဲ့ကအေဘီလာ22ရက်မှာထုတ်ပြန်ထားပါတယ်။ငလင်ဘေးထမန်ကြုံတွေ့ရမှာကိုစိုးရင်ကြောက်ရွံ့နေရကြောင်းစိုင်ဖွင့်သူအနေငယ်သာရှိတယ်လို့လဲစိုင်ကန်းပိုင်ရှင်တွေကပြောပါတယ်။စေချိုတော်မှာရှိတဲ့အပြင်ဘက်စိုင်တန်းအများစုကဖွင့်လှစ်ရောင်းချနေပြီးတော့မန်းမြမပလာဇာမှာရှိတဲ့စိုင်ကန်းတချို့ကတော့ ပစ္စည်းတွေကိုတည်ယူကအခြားတနေရာမှာ ပြောင်းရွှေ့ဖွင့်လို့ဆိုင်ငန်းတွေယာယီပိတ်ထားဖို့ပြင်ဆင်နေကြတယ်လို့ဈေးသည်တွေကပြောပါတယ်။ပြန်လည်ဖွင့်လှစ်ထားတဲ့ဆိုင်ငန်းတွေမှာလည်းဈေးဝယ်လာသူနဲ့အတွက်အယောင်းဝယ်ပါတယ်လို့ဆိုပါတယ်။